အားလုံးပဲမင်္ဂလာပါရှင် စာဖတ်ခံမှာကြိုဆိုပါရစေဒီမှာစာဖတ်သူနင်းဝေပါဒီနေ့ဖတ်ပြမှာလေးရတော့လှဆိုင်ဒီနမည်ကြီးတလောက်မမနာကြည့်သူဖြစ်လေ၎င်း၏ရုပ်စင်ကြံအင်းလှပတဲ့တော်တည်နေယနေ့ရဝေကြော်ကြလေအယယမပူပန်းသူများစွာ လာရောက်ကြတော်လဲလှဆိုင်ကိုတွေ့ရသည့်အခါမှသာတွေ့ကြရသည်သူဖြစ်၍ မထိုက်သူမယူရဟုသော စကားတရက်ပေါ်၍နေလေ၏၎င်း၏ဖခင်မှာ ကြီးရွာကော်မတီလူကြီးဖြစ်၏ပစ္စည်းဥစ္စာလည်းကျယ်ဝ၏မိခင်ကလည်းမာနာကြီး၏လှစိန်နှင့်တန်သူပသိမ်ထဲမှာမရှိဟုမှတ်ဆွဲ၍ထားလေ၏လှစိန်ကိုလိုချင်သူများသည့်အနီးအပါမြို့များမှ လာကြလေသည်ကလာတာတယောက်ကို လှဆိုင်လက်ခံ၍စကားပြောလျင်10ရောက်အယောက်20ကမခံမရက်နိုင်အောင် ဖြစ်ကြလျက်လမ်းမှာခိုက်ရန်ဒေါသဖြစ်ကြလေ၏ပတိန်သားကိုလက်ခံရင်းအနီးနာအပါမြို့များကကာလတာများက မခံကျင်၍ရန်ဖြစ်၏အနီးအပါကာလတာများကိုလက်ခံလျင်ပတိန်သားများက မကြည်မနက်ဖြစ်ကခိုက်ရန်ဖြစ်ပွားကြ၏သူဖြစ်တော်ကြောင့် ဒေါင်ကြီးမှာမငိမ်မသက်နှာစိန်တရားအတွက်မကြာခဏအဓိကယုံဖြစ်လေ။ထိုအဓိကယုံဤမြို့ရေ၌တဖက်နှင့်တဖက် တရက်ကွက်နှင့်တရက်ကွက်အမျိုးတစုနှင့်တစုတို့တိုင်အောင်နောက်ဆုံး၌ပြန့်နှံ့သွားလေသည်။နှာစိန်ကိုပိုရသည့်အတွက်ဒီဒီတိုင်အောင် အနာတရဖြစ်ရသူများလည်းရှိလေ၏သူတို့လည်း အလကုံကိုကစိတ်ကြီးဝင်၍နေတော့လှစိန်နှင့်၎င်း၏မိဘများသည် မြူပြည့်၍သွားလျင်ตา၍ပင်ထင်ရှားကြော့ကြားလိမ့်မည်ဟုမှန့်ယူကလှစိန်ကိုယောက်ျားမပိစားဘဲမြူပြတ်အောင်ကြည့်၍နေလေ။အရေးပိုင်ကဒီပုံစံဖြင့်ဒီမြူကိုစစ်ပလိတ်လက်အရလိမ့်မယ်ဟုထင်နေ။ကျုပ်တို့မထိန်နိုင်ဘူးဟုချင်းချောက်လေ၏ဒုဖြစ်၍ တိုက်တွန်းသူများကြားသဖြင့်ဖခင်မင်းတိုင်ပင်အမတ်ကြီးသည်ရန်ကုန်သို့သွားပြီးတမန်လောင်းတစ်ယောက်နှင့်ပြန်၍လာလေသည်ထိုအခါပသိမ်သားကာလသားများကငါတို့ပသိမ်သားကိုအဖက်မတန်းမှတ်တင်ပြီးရန်ကုန်သားကိုမှသူသမီးကိုအဲ့ရသလားဟုအများသဘောတူစိတ်ဆိုးကြလျက်၎င်း၏အိမ်ကိုမင်းနှင့်ရှို့လျာ ထိုအိမ်ကြီးမှ ကူးဆက်ပြီးတရက်ကွက်လုံးတက်တက်ပြောင်းလေ၏မိယာမခံရှိသောအိမ်တအိမ်သာပါလေ၏ထိုအိမ်ကလှဆိုင်အိမ်ဖြစ်လေ၏သူဖြစ်ရာတွင် အများငိုဝဲစင်ကြသည့်အထဲတွင်လှဆိုင်တို့တာမိတာဖမရေဝဲစင်၍နေကြလေ၏လှဆိုင်၏အိမ်ခြေရင်၌မိဘကုံပကတနာကြောင့်မဟုတ် တကယ်ရုပ်ရည်ချုံမွန်လှပသောစန်းကြည်ဟုခေါ်သောမိန်းကလေးတစ်ယောက်ရှိလေ၎င်းမှာလှစိန်လောက်လှလှပပမဝတ်နိုင်ရှာပြီတို့ရလေတခါတရံအဝတ်အစားလှလှပပဝတ်ဆင်ရသည့်အခါလှစိန်ကပိုးဆုံးကျုဖက်လိုပြိုင်နယ်လေးပါလေးမခံမရနိုင်အောင် ရှုံချပြောဆိုလေ၏စန်းကြည်သည်သူစကားများကိုကြားရတော့လေ အောင့်ဤ၍နေလေ၏စံကြည်မိခင်မုတ်ဆူမကြီးတီကခရံတော်တကိုလွန်စွာကြောက်တတ်သည်ဖြင့်မိမိဤတမီးကိုနှိမ်လေ၏ငင်းငင်းနေပါတမီးရဲ့မမီတို့ကသူတို့လိုအတိုင်းဝန်းကြီးတာမဟုတ်ဘူးတမီးမတူရင်မတူနဲ့တမီးရဲ့လှစိန်ကစိတ်ကြီးဝင်ပြီးအိမ်တွင်းပုံလုံးနေလို့နာမည်ထွက်တာပါ၏ နောင်တော့စိတ်ကြီးဝင်အကြီးလို့ဘေကလာသားကမှမရတော့တဲ့အခါသူ့စီကိုဘသူမှလာမှမဟုတ်ပါဘူး။ညီမျက်စိသာတောက်ထောက်ပြီးကြည်ပါ။အခုတောင်မလာတဲ့လူတွေမလာကြတော့ဘူး။အရှိပိုင်ဘိုးနီတို့ညီကိုများဘေလာတော့တို့လည်းသူတို့အစားကငန်းငန်းတက်ကြတာပဲ။အခုအေးသွားပြီ။နောက်တခြားတွေလည်းဒီလိုပဲဖြစ်ကြမှာပဲ။လူမာလဲစိတ်နဲ့ပဲအေးစိတ်ကြီးဝင်လဲနာမည်ထွက်တဲ့ စိတ်ကြီးဝင်အာကြီးလဲနမင်ပြက်တာပဲဒီလိုဖြင့်ကျမဘလို့နေရမလဲညီအဲ့ဒီလိုအိမ်တွင်းပုံနေပေါ့ဒီတော့မှသူ့ကိုရဲရဲတင်းတင်းပြိုင်တယ်လို့ပြောအောင်မပြောပြောအေးညီမကြပြီးရောမဟုတ်လားသူဖြစ်လေရာစန်းကြည်ဒီအဝတ်အစားကို အထူးလှလှပပမဝစ်စင်နိုင်လေသူဖြစ်ရအိမ်တွင်းပုံလုံနေတာပဲအေးပါတယ်ဟုအောင်းမေးပြီး ိမ်တွင်ပုံစပြုလေ၏ထိုအခါအိမ်နှံရန်ကြားမှစမ်းကြည့်မြင်ရသောအရာကစီဆောင်ချောင်းမြောင်းကြည့်သူများဖြစ်လေ၏လှစိန်ကငါတို့အရက်ထဲမှလတစင်းပြူပြန်ပြီးဟုပြောလေ၏ထိုစကားသည်စမ်းကြည့်ဤနာသို့ရောက်လေ၏စမ်းကြည့်ဤမိခင်လဲကြားရလေ၏ထိုအခါများစွာ အတက်လျက်စမ်းကြည့်ထံသို့တွားရောက်ကား ဘေးနှင်လဲသမီးကြားရပြီမလားအရင်ကညီကိုချောင်းမြောင်းကြည့်သူများရှိရဲ့လားအခုညီဘလောက်တန်ဖိုးကြီးလာပြီလဲဟုပြောလေစမ်းကြည့်လဲကျေနပ်ပျော်ရွှင်ရေးနေလေမိခင်ကညီဒီလိုအခါမျိုးမှာဂုံတုကုံပြိုင်ဝစ်စင်နေဖို့မလိုဘူးစင်စရာလဲငါတို့မှမရှိဘူးတခုငါတတိပေးမယ် လှဆိုင်ထန်တို့လာကြသူများဟာစိတ်လက်မကြေမနက်မတမယာနဲ့ပြန်ကြရသည်ညီဒီလိုမလုံးနဲ့လာသူများကိုအားရှိအောင်အယောတဝင်ကလေးလှုပ်ရတယ်ဤသူ့ယောက်ျားများလည်းမလာရဲဘူးအပီးတန်တလောက်အပီးမှဖြစ်တာဟုပြောလေစန်းကြည်လည်းအမိမာဒီအတိုင်းရိုးရိုးချင်း၍ရိုးရိုးနေသူဖြစ်လေရာ လှဆိုင်ထံသွားရသဖြင့်ခြေတူမခန်းဖြစ်လျက်စိတ်ပြန့်၍နေသူမောင်စိန်ဖေခေါ်ယောက်ျားပြူတယောက်ဇွဇွရွရွစမ်းကြည့်ထံရောက်လာလေရှင်ဟိုအိမ်နဲ့ဘာဖြစ်လာတလဲဘယ်အိမ်လဲရှင်အရင်ကလှဆိုင်စီတော်တော်နေတယ်မဟုတ်လားအခုဘာဖြစ်လာတလဲအခုဘာမှမဖြစ်လို့ပြန်လာတာပေါ့ ဒီကောင်မက သူ့ကိုယောက်ျားတွေလာလာပြီးခစားတယ်လို့နေမှကြိုက်တာဟုဆိုပြီးကျွန်တော်တို့ကဘာခစားမလဲအတော်ရဲ့ဟုစန်းကြည်ဤမိခင်အားပြောလေ။အေးဘင်းနေရှိစားငါပြောတယ်ဟုတ်။မောင်ရင်ယောက်ျားကလေးများလဲဂုံနဲ့တရနဲ့ပဲရမယ်ထင်လို့ပူတာမရရင်ဘာလို့အချိန်ကုန်ခံပြီးပူမှလဲ။လူများမှအတော်မသက်စိတ်မရှိနိုင်ဘူး။ စိတ်ဆိုတာရှည်တင်တလောက်ရှည်တာပဲမောင်စိန်ဖေမှာဆက်ရှင်ယုံစရေးကြီးဖြစ်တယ်လာစိန်ကစာရေးစာချီလောက်ကို မျက်စိမမြင်အမြင့်ဆုံး ICS ကဲတို့သူများကိုသာမြင်၍နေလေ၏ဒီစကြိမ်မြို့၌ ICS တေမြောက်များစွာ ပူရှံ၍မနေနိုင်ကြပေဒုဖြစ်လျာစန်းကြီးမှာထိုစရေးကြီးနှင့်ပင်အကြောင်းပါ၍တွားလေ၏ လှစိန်မာက ICS ကိုမျောလင့်နေတုံးပဲစန်းကြည်မာယောက်ျားရသဖြင့်တင့်တင့်တဲရွှေနှင်ကြော်လာဖျားသွားသူចောင်းသွားအသူနေဒီကိုလှစိန်မြင်တော့အခါအာကြစားပြုလေစန်းကြည်မာပုံမူချုံမောလှပ၍လေလာလေသည်လှလာပပဝစဉ်၍လင်မယားနှစ်ယောက်ရှိတော်နောက်လိုက်ညီ ဘေးကျင်းတိုက်ညီညီစက်တရေရှိသောအသွာလာကြသည့်ကိုအာကြစာပြုလေသည်သို့တော်လည်းလှစိန်မှာအာကြတော်လည်းရွေးချယ်ရေးယူစရာလူမရှိတော့ပြီဟန်ဟန်ပန်ပန်လူများအနက်တယောက်မျှမကြံအောင်ရှောင်ခွာသွားကြလေတော့သည်ထိုအခါမနာလိုမုံထားသောစိတ်ဒေါရစိတ်မခန့်ကျင်သောစိတ်များသည်လှဆိုင်၏မျက်နာကိုအမျိုးမျိုးရုပ်ဆူအောင်လှုပ်လေ၏ သို့တော်လည်းဟိုင်းစားပြု၍လှစိန်ကိုဦးစားပြုသောယောက်ျားများတာမျက်ဆောင်ထိုးကြလေသူတို့မျက်ဆောင်ထိုးသူများအနက်မလွတ်မလပ်များလည်းပါဝင်ကြလေသို့တော်လည်းရှိကထွက်ခဲ့တော်နာမည်ကလေးနှင့် ရှိကမစွန်စားဝင်သူများသည်စွန်စားဝင်တော်သူများဖြစ်တို့ရောက်လျက်လှစိန်ကိုအရကြံလေ၎င်း၏နာမည်က စိုးပုံခေါ်သူဖြစ်လေသည်မယားတယောက်ကိုကောင်းစွာ မကြွေးမွေးနိုင်သည့်အတွက်ထိုမိန်းမနှင့်ကွဲတလူလူဖြစ်၍နေလေ၏၎င်းသည်လှစိန်ကိုဈေးကအပြန်တွင်လှဲနှင့်တင်၍ပြေးလေ၏လှစိန်မှာမော်တော်ကားအတင်မခံရလေကြံကြီးနှင့် အတင်ခံရသည့်အတွက်စိတ်လက်မကြေမချမ်းဖြစ်လေ၏သို့တော်လည်း ိမိ၏ကံအကြောင်းကဤမျှတာအကျိုးပေးသည်ကိုမငင်းမဆန်နိုင်ပဲမော်တော်ကားစီးနိုင်သူများစွာ မရှိတော့အရ၌လူသာလာ၍ဖြစ်ရာတည်းအတွက်စိတ်แท้တွင် တရက်လုံးတိမ်ကျုံချိန်စဲနေလေ။ဇိုးပုံဒီကငွေကြီးရှာ၍ပင်မရတော့လဲထန်းကြီးကစော အရက်များကိုကနေ့စဉ်တောက်စားနိုင်။အင်ကိုမူးရစ်ပြန်လာသည့်အခါ တခါတရံတော့ရဲ့ပလင်းကိုခါးကြနိုင်ညက်၍လာပြီးစတိုင်ပါပါနဲ့မိဖို့ကြောင့်၌ပလင်းကိုထောင်ကလှစိန်ဟေးဒီမကွလာစမ်းပါအောင်လင်းရောက်ကြကြိုက်တတ်တဲ့အရာကိုကူညီလောက်ကင်ပေးမှမိမ့်မမြက်ကွာလာမင်းငဲ့ပေးပါဒီတော့မှဘဝတိုင်းအဆက်ပါပြီးမင်းကိုလှဲနဲ့ကြည်တင်ရမှာ လာပါရမီဖြည့်စမ်းပါကွာလှရဲ့ဟူသောစကားများဖြင့်လှစိန်အားအယံငဲ့ခိုင်းလေလှစိန်ကအလွန်စိတ်ကြီးဝင်ခဲ့သူဖြစ်ရာစိုးပုံကို သူနှင့်ညာပြီးအရက်ကိုငှဲ့၍ပေးရတော့ဘဝတို့ရောက်ဒီမှာကံကြမ္မာဤဖန်တီးပုံမဟုတ်မိမိကိုယ်တိုင်ဤဖန်တီးခြင်းဖြစ်လေသို့တော်လည်းထိုအကြောင်းကိုမတွေးမိတော့ကြီးမိမိဤစိုးသောကံကြမ္မာအတွက် အရက်ကိုချိန်ဆ၍နေလေ၏အရက်မကောင်းလို့ဒါအခုလိုဖြစ်ရသည်ဟုမှတ်ထင်၍နေလေ၏တခါတရံစိုးပုံရှာဖွေ၍မရတော့အခါစန်းကြီးထံသို့သွား၍တမန်ငါမှုကို၎င်းချေးယူရလေသည်သို့တော်လည်းအချိန်မမှန်ပြန်မဆက်နိုင်စန်းကြီးသဘောကောင်းသဖြင့်အဖြစ်အပျက်ကိုအရက်မသိပဲနေလေ၏ ်ချင်းနေကြတော့အခါအချင်းငါပုံမှုရဲလေတနေ့တနိုင်မိမိအရက်ဝယ်၍တောင်းနေကြဖြစ်တော့အရက်အမြဲချက်လို့တူကိုရွှေတောင်ဤတဲတို့တွားရောက်ပြီးအရက်ရှိသည်တလားဟုမေးရာထညက်ဖို့မရှိ၍အရက်မချက်နိုင်ကြောင်းစိုးပုံမှာငွေတော်များများရရှိရရန်ရှိကြောင်းကိုပြောလေရာထိုအရက်ကျွေးနှင့်ပတ်သက်ပြီးအငင်းခုန်ဖြစ်ရာမှာရန်ခိုက်ဒေါ်လာဖြစ်ပြီးဥရွှေတောင်ဤတူအောင်သူခေါ်ချက်ပူက အုံဆက်ကိုပလင်းနှင်ထူလိုက်ရာဆိုးပုံမှာဝစ်ကျွတ်သွားလေ၏ဆိုးပုံသေးပြီးသည့်နောက်လှစိန်မှာစမ်းကြည့်တယောက်သာခေါ်သူပြောသူရှိလေရာတမန်ငါပဲစရိကျွေးများစွာကိုစမ်းကြည့်ထံမှမကြမကြအလီလီယူရသဖြင့်ကျွေးတော်ထက်လျက်ပြန်ဆက်ခြင်းကမရှိသဖြင့်နောက်ထပ်အလကားမချီးဝင်တော်ကြီးတို့တော်လဲစမ်းကြည့်ဤအိမ်ကိုသွားသည့်အခါတိုင်း ပတ်စံလိုရွေလာချောင်းကိုစမ်းကြည့်သည့်သဖြင့်အလိုက်တီစွာနှုတ်ဖြင့်ဖွင့်၍မတောင်းမီသုံးဘဲတမတ်ကိုစမ်းကြည့်ကားပေးလေ၏ထိုအခါကျွေးတွေထက်၍တင်၏၎င်းနောက်စမ်းကြည့်ဤအိမ်တို့အလကားမတော်ဝန်တော်သည့်အခြေအနေမျိုးတို့ရောက်လာလေ၏ထိုအခါစမ်းကြည့်ဤတောက်ရီအိုတုံးရီအိုချိုးရီအိုများကိုရေတဲ၍ထည့်ပေးလေ၏တခါတခါ စားရီတောက်ရီကျက်တော်အခါကုညီချက်ပြုတ်လောက်ကင်ပေးလေထိုနီးနှင့်လှစိန်သည်စန်းချီဤအိမ်တွင်မြဲမမသည့်မြဲရွေသွားလျာထင်းခွေရေခတ်အလုတ်ကိုစန်းချီဤအိမ်၌အတီတကြအတီလင်လှုပ်၍နေသူ အဖြစ်တို့ရောက်၍သွားလေတော်တည်း1939ခုနှစ်မြမအလင်းတည်င်းစား အပိုင်းနှစ်တွင်ဖော်ပြခဲ့သောဆရာကြီးပီမိုနင်း၏ဝိတ္ထုပတိရာအမတ်ခုနှစ်ကိုဖတ်ပြခြင်းဖြစ်ပါတယ်ရှင်။အချင်းဘေဘီနားဆင်ခဲ့ကြတဲ့အတွက်စာဖတ်ကံကလေးရနေကျေးဇူးများကြီး တင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြမယ်နော်။တကယ်လို့နားထောင်ခြင်းနဲ့စာအုပ်ကလေးတွေရှိရဆိုလို့ရှင်လဲကောမန့်မှာရေးသားပေးခဲ့ပါအောင်နော်။အလင်းတင်တယ်လို့အဆင်ပြေတယ်လို့လေးတွေဖတ်ပြပေးသွားပါမယ်ရှင်။